တန်ဂိုရီးယားဟာနျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောများတိဆောက်ရေးမှာအမေရိကန်နဲ့ဆက်လက်ပူးပေါင်းသွားမယ်လို့တန်ဂိုရီးယားသမ္မတလီဂျီမြောင်ကနိုဝင်ဘာလ10ရက်နေ့မှာပြောကြားခဲ့ပါတယ်။နိုင်ငံသားကာလာတာရှေဆောင်ဆိုင်ခဲ့ရတဲ့လုံခြုံရေးနဲ့ကုန်သွယ်သဘောတူညီချက်ကိုအပိသက်ထုတ်ဆိုခဲ့ပြီးတဲ့နောက်လီဂါအဲ့ဒီလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ နျူကလ িয়ার ဆိုင်ရင်တုံးရင်ငုံသင်္ဘောများတည်ဆောက်မှုဟာဘန်ဂူရီးယားရေတပ်အတွက်ကြီးမားတဲ့တိုးတက်မှုဖြစ်ပြီးအဲ့ဒီလိုနျူကလ িয়ার ရင်ငုံသင်္ဘောများပိုင်ဆိုင်တဲ့အနေနဲ့နိုင်ငံများစီးရင်မှာပါဝင်ခွင့်ရရှိရလိမ့်မယ်လို့ကြေညာသူများကပြောကြားခဲ့ပါသည်။ ကုန်သွယ်ရေး၊ကုန်သွယ်ကုန်နဲ့လူချုပ်ရေးကဏ္ဍတွေမှာဆွေးနွေးညှိနှိုင်းမှုတွေအရကျွန်တော်တို့ရဲ့စီးပွားရေးနဲ့လူချုပ်ရေးအတွက်အကြီးမားဆုံးပြောင်းလဲမှုတွေတဲကတခုကိုအပြီးသက်လှုပ်ဆောင်နိုင်ခဲ့ပါပြီလို့လီကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပြီးတောင်ကိုရီးယားနဲ့အမေရိကန်ဟာနျူကလ িয়ার ရင်ကိုသင်းမောများတိစောက်ရေးအတွက်ဆက်လက်လှုပ်ဆောင်သွားရသဘောတူညီမှုရရှိခဲ့တယ်လို့ဆိုပါတယ်။တောင်ကိုရီးယားဟာယူရေနီယံသတ်စင်ရေးနဲ့အသုံးပြုပြီးလောင်စာကိုပြန်လည်သတ်စင်ရေးလို့နဲ့ပတ်သက်ပြီးမိမိတို့ရဲ့လုံပိုင်ခွေးကိုချဲ့ထည့်ရေးအတွက်ထောက်ခံမှုရရှိခဲ့ကြောင်း၎င်းကဆိုပါတယ်။ တောင်ကိုရီးယားကကွယ်ရေးဝန်ကြီးအန်ဂူဘက်ကမှအဆိုပါနျူကလ িয়ার စွမ်းအင်သုံးရင်ကိုတင်းမော့တစ်စင်းကိုတောင်ကိုရီးယားနိုင်ငံအတွင်းဆောက်လုပ်ခြင်းဟာလက်တွေ့ကျပြီးယုတ်တိရှိလိမ့်မယ်လို့ယူဆရကြောင်းဒိုဝင်မလ9ရက်ကလွှတ်တော်မှာပြောကြားခဲ့ပါသည်။တောင်ကိုရီးယားအတွက်နျူကလ িয়ার စွမ်းအင်သုံးရင်ကိုတင်းမော့ကိုအမေရိကန်မှတိစောက်သွားလိမ့်မှာဖြစ်ကြောင်းအမေရိကန်သမ္မတရန်ထရန့်ကပြောကြားခဲ့ပြီးတဲ့နောက်သတင်းတစ်ပတ်အကြာရင်အဲရဲ့မှတ်ချက်စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။တောင်ကိုရီးယားဟာအမေရိကန်ရဲ့ ဖီလာဒယ်ဖီးယားပြည်နယ်တင်မော့ချင်းမှာရင်ကုန်တင်မော့တချင်းကိုတိစောက်သွားမှာဖြစ်ကြောင်းထရန့်ကကြေညာခြင်းဖြစ်ပါသည်ဘက်ထရီများကိုအသွေးရဲ့ရင်မျက်နှာပြင်ပေါ်ကိုပုံမှန်ပြတ်တက်ရတဲ့ဒီဇယ်စွမ်းရည်သုံးရင်ကုန်တင်မော့များနဲ့မတူတဲ့ချက်မှာနျူကလ িয়ার စွမ်းရည်သုံးရင်ကုန်တင်မော့များဟာရေအောက်တွေအချိန်ကြာကြီးမောင်းနေနိုင်ပါသည်တူကမှနျူကလ িয়ার ရင်ကုန်တင်မော့နည်းပညာနဲ့ပတ်သက်ပြီးအမေရိကန်နဲ့တောင်ကိုရီးယားရဲ့သဘောတူညီချက်ကိုသတိပေးတဲ့လေတံမျိုးနဲ့နိုဝင်ဘာလ13ရက်ကမှတ်ချက်ပေးခဲ့ပါသည်အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့မိဖက်ဆက်ဆံရေးဟာစစ်မှန်တဲ့ စီးပွားဘက်ဆက်ဆံရေးထက်ကျော်လွန်နေပြီးတော့ကမ္ဘာလုံးဆိုင်ရာနျူကလ িয়ার မပြန့်ပွားရေးအစီအစဉ်ကိုရီးယားကျွန်းဆွယ်နဲ့ပုံမိုကျေပြည့်နေဒေသရဲ့တည်ငြိမ်မှုကိုတိုက်ရိုက်ထိခိုက်နေကြောင်းတောင်ကိုရီးယားနိုင်ငံဆိုင်ရာတရုတ်သံအမတ်တိုင်ပင်ကလေးတောက်များကို ပြောကြားခဲ့ပါသည်